မင်္ဂလာပါရှင်ကျမတီကားပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့ဟောင်ကောင်လင်းစိမ့်မှာကုန်တင်လေရင်ပြည်လန်းချော်ပြီးတော့ပင်လေတဲ့ကြာလို့နှစ်ယောက်သေဆုံးတဲ့အကြောင်းဖော်ပြပေးခြင်းပါတယ်ဟောင်ကောင်ပြည်ပြည်ဆိုင်ရာလင်းစိမ့်ကကုန်တင်ရရင်တစဉ်ပြည်လန်းချော်ပြီးတဲ့နောက်ပင်လေတဲ့ကိုကြာရောက်လို့လူနှစ်ယောက်သေဆုံးသွားတယ်လို့အာနာပါနေကဆိုပါတယ်ဘိုးရဲ့747481ကတော့မြောက်ဘက်ပြည်လန်းပေါ်မှာရှိတဲ့ ရေရစည်းကိုတိုက်မိပြီးတော့လမ်းချော်ခဲ့တာလည်းဖြစ်ပါတယ်။တေဆုံးသူနှစ်ယောက်ကတော့အသက်30နဲ့40အရွယ်ရှိတဲ့အတွေ့အကြုံရှိတဲ့မြေပြင်ဝန်ထမ်းတွေဖြစ်ကြောင်းလေဆိပ်ရေးညွှန်ကြားရမှုကဆိုပါတယ်။လေရင်ပေါ်ကလေရင်အမှုတန်း၄ယောက်ကတော့အသက်ရှင်လွတ်မြောက်သွားပါတယ်။သူတို့တွေဟာလေရင်တကားကိုချိုးဖြတ်ပြီးတော့လွတ်မြောက်ခဲ့တာလည်းဖြစ်ပါတယ်။လေရင်ဟာအခင်းဖြစ်တဲ့အချိန်မှာအရေးပေါ်အချက်ပြမှုတစုံတရာထုတ်ပြန်ခဲ့တာမရှိပါဘူး။ Embrace လေချောင်းလိုက်လေရင်အမှတ် AK97 AA ကတော့ဒူဘိုင်းကနေပြန်တန်းလာတဲ့လေရင်တစင်းလေးဖြစ်ပါတယ်။လက်ရှိမှာတော့မြောက်ဘက်ပြည်လန်းကိုပိတ်ထားပေမဲ့လေဆိပ်ရဲ့တခြားပြည်လန်းနှစ်ခုကိုလည်းပတ်နေပြီဖြစ်ပါတယ်။ဒါဟာဟောင်ကောင်လေဆိပ်ကို1998ခုနှစ်မှာဖွင့်လှစ်ပြီးတဲ့နောက်ပိုင်းဒုတိယအကြိမ်မြောက်လူအသေးပြောက်များတဲ့ဖြစ်ရလို့တာဝန်ရှိတဲ့သူတွေကဆိုပါတယ်။လက်ရှိမှာတော့လေရင်ရဲ့ဘလော့ပေါက်ကိုရှာဖွေပြီးတော့စုံစမ်းစစ်ဆေးမှုတွေလည်းစတင်နေပြီဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးတော့လေလာရှိုးမှာကားဆမ်းမောင်းမယ်ဆိုပြီးတော့လေပြီးမောင်းပြေးသွားတဲ့ကားတစ်ခုကိုမူဆယ်မှာဖမ်းမိထားတဲ့ကြောင်းဖော်ပြပေးကြပါရစေ။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမှာအော်တိုဘာလ16ရက်နေ့ကကားဆမ်းမောင်းမယ်ဆိုပြီးတော့လိန်ပြေးသွားတဲ့ကားတစ်ခုကိုတော့မူဆယ်မှာဖမ်းမိထားတဲ့ကြောင်းဒေသခံတွေထံကသိရပါရစေ။လာရှိုးကနေခိုးသွားပြီးတော့မူဆယ်မှာသွားပြီးရောင်းတာဝယ်တဲ့သူကကျွန်တော်တို့ကားမှန်သိလို့အကြောင်းကြားပေးတာလို့ကားပိုင်ရှင်နဲ့နှိဆက်သူကဆိုပါရစေ။မူဆယ်မှာအော်တိုဘာလ19ရက်နေ့ညနေ3:00ဝန်းကျင်လောက်ကဖမ်းပေးတာလို့ဆိုပါရစေ။ ကားဆမ်းအောင်မယ်ဆိုပြီးတော့မောင်းပြေးတာတွေကမကြကနာဖြစ်နေပြီးတော့လူကိုယ်တိုင်လိုက်သွားဖို့တောင်တယောက်တည်းဆိုရင်အန္တရာယ်များတဲ့အခြေအနေဖြစ်နေတယ်လို့ဒေသခံအမျိုးသားကဆိုပါရယ်အော်တဘာ73ရက်နေ့ညနေပိုင်းမှာလဲလာရှိုးရက်ကွခွန်လုံလော့စင်နာမှာဝစ်ကာဒစီကိုကားရည်နဲ့လာရောက်လူရက်သွားတဲ့ဖြစ်စဉ်လည်းရှိခဲ့ပါသေးတယ်ပြီးခဲ့တဲ့ဩဂလ23ရက်ညနေပိုင်းမှာတော့လာရှိုးရက်ကွန်9ကနေနေတအိမ်မှာလမ်းမပေါ်ရက်ထားတဲ့ကားစီးကိုစိုက်ကယ်စီးလာသူလူနှစ်ယောက်ကလာရောက်လူရက်ခဲ့ပါသေးတယ်ရှင် ဆက်လက်ပြီးတော့ပူရာအိုမှာနေအိမ်ဖောက်ထွင်းတဲ့တကူကိုလိုက်လံဖမ်းဆီးတဲ့အင်ရှင်တပ်ဖြတ်ခံရတဲ့အကြောင်းဖော်ပြပေးကြပါမယ်။ပူရာအိုမြို့နယ်မာမူလဲကြီးရွာမှာတကူကအင်ရှင်ကိုပြန်တက်တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်းသိရပါဗျ။နေအိမ်ဖောက်ထွင်းပြီးတော့ပစ္စည်းတွေခိုးယူသွားတဲ့တကူကိုလိုက်လံဖမ်းဆီးစဉ်မှာအင်ရှင်အမျိုးသားတပ်ဖြတ်ခံရတာဖြစ်တယ်လို့ဒေသခံအမျိုးသားကဆိုပါတယ်။တကူကသူ့ရဲ့အိမ်မှာရှိတဲ့ပစ္စည်းတွေခိုးသွားတာအိမ်အနောက်ဘက်ကပေါ့ပြောမယ်ဆိုရင်မာမူလဲရွာမှာက တက်တော်တွေခြုံနေပဲရှိတာတကောကအဲ့ဒီဘက်ကိုထွက်ပြီးတော့အဲ့ဒီမှာအသက်ခံလိုက်ရတာနေရာမှာရင်ပွဲချင်းပြီးပေါ့အလောင်းကတော့ညာနည်းနည်းလေးမှောင်မှတွေ့တာလို့ဆိုပါတယ်တင်းဆုံးခဲ့တဲ့သူကကြီးဝအနောက်ဘက်မှာရှိတဲ့တက်တော်အတွင်ဥကောင်းရိုက်ခံရတဲ့ဒဏ်ရာနဲ့ပြန်လဲတွေ့ရှိခဲ့တာဖြစ်ကြောင့်ပူတာအိုဒေတာကန်ကဆိုပါတယ် အသေးစိတ်တော့မသိဘူးထင်းချောင်းနဲ့ရိုက်တက်လိုက်တယ်လို့ပဲကြားတယ်။ရိုက်ထားပြီးတည်သွားတဲ့ပုံစံမျိုးပါလို့ဆိုပါတယ်။ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့အောက်တိုဘာ16ရက်နေ့မွန်လတနင်္ဂနွေကမှအင်ရှင်မျိုးသားကအပြင်ကနေနေအိမ်ကိုပြန်လာတဲ့အချိန်နေအိမ်ဖောက်ထွင်းခံရတာကိုတွေ့ရတာကြောင့်တကိုးနောက်လိုက်သွားရကနေပြန်လာခြင်းမရှိတာကြောင့်မိသားစုအနေနဲ့ဒေသခံတွေကလိုက်လံရှာဖွေခဲ့ရမှာညနေ6နာရီခွဲကမှဦးကောင်းတရားနဲ့တေဆုံးနေတဲ့ရုပ်လောင်ကိုပြန်လည်တွေ့ရှိခဲ့တာဖြစ်ကြောင်းသိရပါတယ်။တေဆုံးသူကတော့ဦးကောင်းနဲ့မျက်နှာမှာရိုက်နှက်ခံရတဲ့ဒဏ်ရာတွေရရှိတာဖြစ်ပြီးတော့ ော့ကျိုးလွန်သူအများစုကတော့ကျိုးလွန်တဲ့သူတွေဟာအစိုးအဖွဲ့ဖြစ်နိုင်တယ်လို့ဒေသခံအမျိုးသားကဆိုပါတယ်ဒီဘက်ကဘိန်းစားတွေခိုးတယ်သို့တော်လည်းပဲလူတတ်မှုဆိုတာတစ်ခါမှမဖြစ်ဘူးဘူးဘိန်းသမားတွေကခိုးတယ်မိရင်လည်းမကူကန်တတ်ဘူးအပြစ်ပေးတာခံယူတယ်အခုကဆောက်လို့ရေးသမားတွေအောက်ပိုင်းကအများကြီးလေမျက်နှာကိုတကူးနဲ့ရိုက်ထုတ်ထားတယ်လို့မျိုးကြည့်ရတာ တကူတွေကအဖွဲလိုက်ဖြစ်ပေါ်များတဲ့တယောက်နှစ်ယောက်ဆိုရင်မတက်နိုင်လောက်ဘူးလို့ဆိုပါရယ်လက်ရှိအချိန်မှာတော့သက်ဆိုင်ရာကပြည်မှုကျိုးလွန်တဲ့သူတွေကိုရှာဖွေနေကြောင်းလည်းသိရပါဗျ။ပူထောင်မျိုးနဲ့အတွင်မွေးရစေဝါသုံးဆွဲသူပုံပုံများပြလာပြီးတော့နေဖောက်တွင်းခိုးယုတ်မှုတွေမကြာခဏဖမ်းဆီးနိုင်ပေမဲ့အခုလက်အခုလိုဖြစ်စဉ်တွေကတော့မရှိကြောင်းဒေသခံတွေကဆိုပါရယ်။ကချင်ပြည်နယ်အတွင်းမှာခိုးဆိုးလူရဲ့တပ်ဖြတ်မှုတွေမကြာခဏဖြစ်ပွားနေပေမဲ့ကျိုးလုံတဲ့သူတွေကိုထိထိရောက်အေးအေးယူမှုတွေအားနည်းနေစေလေဖြစ်ပါတယ်။ ဆက်လက်ပြီးတော့အပူပန်းမုန်တိုင်းဖန်ရှာအခြေအနေသတင်းအမှတ်စဉ်တုံညာတင့်မြင့်ဆောင်2025ကိုထုတ်ပြန်ပေးကြပါရစေ2025ခုနှစ်အောက်တိုဘာ20ရက်နေ့ဒီနေ့မှာစံတော်ချိန်ညနေ4နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မှာစံတော်ချိန်ညနေ3နာရီခွဲချိန်တိုင်းထားချက်တွေရတောင်တိုးပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့အပူပန်းမုန်တိုင်းဖန်ရှာကတော့အနောက်အနောက်ဘက်ကိုရွေ့ရှားခဲ့ပြီးတော့ဒီကမှတက်စဲအနောက်ဘက်ကိုရွေ့ရှားနိုင်ကပုံမှန်အကောက်လာပြီးတော့နောက်7နာရီတွင်မှာအကောက်တော့ပူပန်းမုန်တိုင်းဖန်ရှာဖြစ်နေရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ် ဆက်လက်ပြီးတော့နေ့စဉ်မိုးလေဝသတင်းကိုဖော်ပြပေးကြပါမယ်။2025ခုနှစ်အော်တိုဘာလ20ရက်နေ့ဒီနေ့ညနေ4နာရီချိန်ထုတ်ပြန်ချက်မှာတော့ဘင်္ဂလားပင်လယ်အခြေအနေဟာဘင်္ဂလားပင်လယ်အမြောက်ပိုင်းမှာတိမ်နှဲငယ်ဖြစ်ထွန်းပြီးတော့ကပ်ပစ်ပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အမှာတိမ်အသစ်တွေကနေတည်ယူတတ်ပါရယ်။ထူးခြားတဲ့အခြေအနေကတော့ဒီနေ့မြန်မာစံတော်ချိန်3နာရီခွဲချိန်တိုင်းထွာချက်တွေကတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းဖန်ရှန်ကတော့အနောက်အနောက်ဘက်ဘက်ကိုရွေ့ရှားခဲ့ပြီးတော့ဒီကမှတက်စင်အနောက်ဘက်ကိုရွေ့ရှားနိုင်ကပုံမှန်အကောင်းလာပြီးတော့နောက်12နာရီအတွင်းမှာအားကောင်းသောပူပန်းမုန်တိုင်းဖန်ရှန်အဖြစ်ကိုရောက်ရှိ ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။နဗမနေချိန်ဒီခမ်းမန်းချက်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေရာအနှံ့ပြအရာတိုင်းဒေသကြီးတရင်းနိုင်တိုင်းဒေသကြီးချင်းပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းမှာနေရာစိစိနေပြီးတော့ရောင်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်နဲ့မြို့ပြည်နယ်မှာနေရာကျကျနဲ့ကြက်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာနေရာကွက်ကြောင်မှုတွေကြုံရသွားပါမယ် ကျွမ်းအရာနှုန်းဖြစ်ဖြစ်ပါတယ်။မိုးတိုက်တောင်ဖြစ်ပေါ်မှုခြေနေကတော့မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊အေရယာတိုင်းဒေသကြီး၊ကျင်းနိုင်တိုင်းဒေသကြီး၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်းမှာမိုးတိုက်တောင်ဖြစ်ထွန်းမှုအကောင်းကြီးရှိပြီးတော့အဆိုပါမိုးတိုက်တောင်ရွေးရှားရနေရတခြားမှာတော့မိုးရွာသွန်းတာတွေနဲ့တူတူလေပင်တွေတိုက်ခတ်တာ၊မိုးတိုက်ကြုံတာ၊မိုးကြိုးပစ်တာ၊လျှက်စီလက်တာနဲ့မိုးသီးကြွေတာစတဲ့မလို့တာဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတင်းပြုနိုင်ဖို့အကြံပြုထားပါတယ်။ မြမပင်လယ်ပြင်မှာလှိုင်းနှင်းငယ်ကနေလှိုင်းသစ်တဲ့ရှိပါတယ်။လှိုင်းမြဟာမြမကန်ရတက်ရှောင်းနဲ့ကန်လွန်ပင်လယ်ပြင်မှာ၄ဘီကနေ9ဘီကရှိပါတယ်။နောက်နေ့အတွက်ခမန်းချက်ကတော့နေပြီးတော့ရောင်တိုင်းဒေသကြီး၊ဘိုးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊အေရတိုင်းဒေသကြီး၊ချင်းပြည်နယ်၊မုပြည်နယ်၊ရခိုင်ပြည်နယ်မှာမိုးပေါ်ပါမယ်။နေပြီးတော့နေတိုင်းအတွက်နဗံမနေ့ကျရင်ခမန်းချက်ဟာနေရာကွက်ကြားမိုးတကြုံရွာသွန်းပါမယ်။ရွာရံရံလို့ပြဖြစ်ပါတယ်။ရောင်မြို့နယ်နေတိုင်းအတွက်နဗံမနေ့ကျရင်ခမန်းချက်ဟာနေရာကွက်ကြားမိုးတကြုံရွာပါမယ်။ရွာရံရံလို့80ဖြစ်ပါတယ်။မန္တလေးမြို့နယ်နေတိုင်းအတွက်နဗံမနေ့ကျရင်ခမန်းချက်ဟာနေရာကွက်ကြားမိုးတကြုံရွာပါမယ်။ရွာ 1980ဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့တောင်တရုတ်ပင်လယ်နဲ့ဘင်္ဂလားပင်လယ်အော်ရိုမှာဖြစ်ပေါ်နိုင်တဲ့ထူးခြားမလေးဝသအခြေအနေကိုဖော်ပြပေးကြပါမယ်။လေကြောင်းမလေးဝသဦးဝေဖြူဟန်ကတော့အောက်တိုဘာလ20ရက်နေ့ညနေ3:30မိနစ်30ချိန်မှာကုလို့ထုတ်ပြန်လာပါတယ်။တောင်တရုတ်ပင်လယ်မှာအပူပန်းမုန်တိုင်း function ကတော့အောက်တိုဘာ20ရက်ညမှာအားကောင်းသောအပူပန်းမုန်တိုင်း subtropical storm function ဖြစ်လောက်ပါ အောက်တိုဘာ21ရက်နေ့မှာတိုင်ဖုန်းမုန်တိုင်းအဖြစ်ကို၎င်းပုံမအားကောင်းလာပြီးတော့အနောက်နောက်တောင်ဘက်ဗီယက်နမ်ကမ်းခြေကိုဦးတည်ရွှေရှားကဗီယက်နမ်ကမ်းခြေကိုအောက်တိုဘာ22ရက်နေ့မှာဖျက်ချော်ဝင်ရောက်ပါမယ်။မုန်တိုင်းဗီယက်နမ်ကမ်းခြေကိုဖျက်ချော်ဝင်ရောက်ပြီးတဲ့နောက်ချက်ချင်းအပြော့ပြက်ပြဲသွားပြီးတော့မုန်တိုင်းအကျဉ်းချန်တွေဟာဗီယက်နမ်နိုင်ငံနဲ့လာအိုနိုင်ငံတောင်ပိုင်းတွေကိုဆက်လက်ရွှေရှားနိုင်ပါတယ်။ ဘင်္ဂလားပင်လယ်ော်ကတော့အောက်တိုဘာ21ရက်မှာဖြစ်ပေါ်နိုင်မဲ့ဒေဗီအာနဲ့ရောင်းကတော့48နာရီတွင် depression အားကောင်းသောဒေဗီအာနဲ့ရောင်းဖြစ်လာပြီးတော့အနောက်အနောက်မြောက်အရက်ကိုဆက်လက်ရွေးရှားကဘင်္ဂလားပင်လယ်အနောက်အလယ်ပိုင်းပင်လယ်ပြင်မှာဆက်လက်တည်ရှိပါမယ်။ဘင်္ဂလားနိုင်ငံကိုဖျက်ချော်တိုက်ခတ်မဲ့မုန်တိုင်းဖန်ရှာအကျဉ်းချံနဲ့ဘင်္ဂလားပင်လယ်အော်ကအားကောင်းသောလေပြင်းအားနဲ့ရောင်းလို့ရတက်ရောက်မှုကြောင့် အောက်တိုဘာ23ကနေ25ရက်ထိရှမ်းပြည်နယ်အစီပိုင်းကယားပြည်နယ်နဲ့ကရင်ပြည်နယ်မှာမိုးနှဲငယ်ကနေအသင့်တဲ့23ရက်ကနေ25ရက်တွင်နေ့စဉ်မိုးရေချိန်ဟာ3ညတသမ8လက်မကနေ3.5လက်မကအောက်တိုဘာ23ကနေ26ရက်ထိမိုးပြည်နယ်သတင်းနိုင်တိုင်းမှာမိုးသင်တင်ထစ်ချုံရွာသွန်းနိုင်ပြီးတော့နေရာကွက်ပြီးတော့မိုးများနိုင်တာ23ရက်ကနေ26ရက်နေ့ထိနေ့စဉ်မိုးရေချိန်ဟာ9လက်မနီးပါးထိရွာသွန်းမယ်လို့ဆိုပါတယ်အောက်တိုဘာ24ကနေ26ရက်ထိပဲခူးတိုင်းမကွေးတိုင်းနေပြီးတော့မန္တလေးတိုင်းမှာတော့တိမ်သင့်တင်ဖြစ်ထွန်းနိုင်ပြီးတော့မိုးနှဲငယ် င်ရွာသွန်းနိုင်ကနေရောက်ကွက်ပြီးတော့မိုးတင့်တင့်ရွာသွန်းနိုင်ပြီးတော့နေစဉ်မိုးရေချိန်ကတော့တလမအောက်တာရွာနိုင်တယ်လို့လဲဆိုပါရယ်မြန်မာနိုင်ငံမြောက်ပိုင်းနဲ့အနောက်ပိုင်းဒေသတွေစကိုင်းတိုင်းကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာတော့မုံတိုင်းလေးဖီအားနဲ့ရောင်းဝန်တက်ရောက်မှုနည်းပါပြီးတော့တိမ်တင့်တင့်ဖြစ်ထွန်းနိုင်ကမိုးရွာသွန်းနိုင်ခြင်းမရှိသလောက်နည်းပါနေပါအောင်မယ်ဒီချိုတင်ခမန်းရရှိထားတဲ့မိုးလေဝသအခြေအနေကြောင့်ကရင်ပြည်နယ်၊ကယားပြည်နယ်နဲ့မွန်ပြည်နယ်တွေကစိုက်ပျိုးမြေတွေမှာမြေစီလာအဆိုတက်ကောင်းကောင်းရရှိနိုင်ပြီးတော့စပိုင်းရိတ်သိမ်းမဲ့အတွင်း ကျွမ်းနိုင်တဲ့ဖြတ်မှုအန်တွေကိုလည်းသတိပြုရမယ်လို့လည်းဆိုပါတယ်ရှင်